မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာထားပြုလိုက်။ဘာဖြစ်လို့တော့မေးလိုက်တော့ပါပသမိန်ရမတိမနော စိတ်ကမကောင်းတဲ့နေရာမှာပျော်လို့ကောင်းတဲ့နေရာမှာမပျော်လို့ကောင်းတဲ့နေရာမှာပျော်တယ်ဆိုရင်လည်းကြာကြာမပျော်ဘူးတဲ့ခဏလေးပဲပျော် ဲ့ဒါကြောင့်ကောင်းမှုပြုခြင်းနဲ့စိတ်ကလေးပေါ်လာပြီဆိုရင်ချက်ချင်းသာပြတ်ထပြူလိုက်ကောင်းမှုပြုခြင်းနဲ့စိတ်ဆိုတာရှားရှားပါပါဖြစ်တာသူတော်ကောင်းတို့သူတော်ကောင်းတို့တို့တနေရရစိတ်နေရချင့်ကပ်ပြီးဘယ်သူမှမရှိတဲ့ချင်းတွေးတာလေးတွေကိုပြန်ကြည့်ပေါ့တယောက်တည်းတွေးနေပြီဆိုရင်ကာမဝိတက်တွေများဗျာပါရဝိတက်တွေများဝိဟိန္ဒဝိတက်တွေများ အကုန်လုံးမိစ္ဆာဝိတ္တတိကြီးတတိကြီးလာကြတာများတယ်။တမ္မာဝိတ္တဟာအလွန်နည်းတယ်။အဲဒါကြောင့်မြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာပြုလို့ဒီလိုတိုက်တွန်းတာ။နောက်တစ်ခါဒီကောင်းမှုပြုကျင်တဲ့စိတ်ကလေးဟာတန်တရာနဲ့ခြီးပြီးတော့ကြီးလိုက်မယ်ဆိုရင်မိုးရွာကနေမိုးမောင်ကြနေတဲ့ချိန်မှာလျှက်စီးလက်လိုက်တလောက်လေးပဲရှိတယ်။ တည်းစီလက်တဲ့အချိန်ကခဏလေးနဲ့လင်းပြီးခဏလေးနဲ့ပျောက်သွားတာဒီတိုင်းပဲတဲ့တန်တရာနဲ့ချီပြီးတော့ကြည့်လိုက်ရင်သူတော်ကောင်းတို့ဥစ္စလို့ရဲ့တန်တန်မှာဖြစ်တဲ့ကောင်းမှုပြုကျင်တဲ့စိတ်ဆိုတာခဏလေးပဲဖြစ်တာအများကြီးပဲဖြစ်ဘူးကျန်တဲ့ချိန်တွေကမကောင်းတာတွေဖြစ်တာများအဲ့တော့မြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာပြုကြလို့ဒီလိုတိုက်တော်တာ။ အဲ့ဒီကောင်းမှုပြုရင်တဲ့စိတ်ကလေးကိုချက်ချင်းမပြုဘူးကောင်းထဲမဖော်ဘူးဆိုရင်တော်တော်ကြာအကြောင်းမျိုးမျိုးကြောင့်လေပျက်စီးသွားတတ်တယ်။အာဥပ္ပဆောင်မှုလို့ရည်ရွယ်ထားဘေးကတယောက်ကရောက်လာတယ်။အဲ့ဒီတယောက်နဲ့ပေါင်းလိုက်လို့နှစ်ယောက်ဖြစ်ရင်ဥပ္ပဆောင်ခြင်းတဲ့စိတ်ကပြတ်သွားတာများတယ်။ဒါနလည်းဒီတိုင်းဝိပဿနာလည်းဒီတိုင်းအဲ့တော့တရားမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းမှုပြုခြင်းတဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာထပြုလိုက် နောက်တခါဥစဉ်တို့သူတော်ကောင်းတို့ရဲ့အသက်နဲ့ခန္ဓာကိုယ်ဒီတက်နဲ့ခန္ဓာကိုယ်လဲ96ပြာယောဂဝေဒနာတွေနဲ့ဆက်ဆက်ပြီးတော့နေတာကိုပိုင်နေလို့ပြောမရအချိန်မျိုးအိုနိုင်တဲ့အချိန်မျိုးနာနိုင်တဲ့အချိန်မျိုးသေနိုင်တယ်အဲ့ဒါကြောင့်လည်းပဲမြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်လေးပေါ်လာရင်ချက်ချင်းသာပြူးတဲ့သေမင်းနဲ့ချိန်ထားတဲ့ပုံပုံသေမင်းနဲ့ချိန်ချက်လှုပ်ထားတဲ့လူဆိုတာတရားမရှိဘူး နောက်တခါသူတော်ကောင်းတို့ရှာထားတဲ့စီးစင်ဥစ္စာယရနာတွေကိုရှာထားလို့ကိုဟာလို့ဆိုရတော်လဲပဲအဲ့ဒီစီးစင်ဥစ္စာယရနာတွေဟာရေမီမင်းခိုးသူမုန်းတဲ့လူရန်သူမျိုး၅ပါးနဲ့ဆက်ဆက်နေတယ်ကိုစီးစင်ဆိုတော်လဲပဲရေကြောင့်လည်းပျက်စီးသွားနိုင်တယ်မိကြောင့်လည်းပျက်စီးသွားနိုင်တယ်မင်းကြောင့်လည်းပျက်စီးသွားနိုင်တယ်ဟာသားဆိုသမီးဆို မုန်းတဲ့လူတွေကြောင့်လည်းပဲ သားတို့သမီးတို့ကြောင့်လည်းပျက်စီးနိုင်တယ်မုန်းတဲ့လူကြောင့်လည်းပျက်စီးနိုင်တယ်ဒီလိုပြောကြသို့အဲ့ဒါကြောင့်လည်းပဲမြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်ရင်ချက်ချင်းသာပြုလို့ဒီလိုပြောတယ်